အလုံးဝင်းမင်္ဂလာပါဒီနေ့မြန်မာရွှေဈေးတွေကတက်ပါတယ်ဒေါ်လာဈေးတွေတက်ပါတယ်တခြားငွေဈေးတွေကတော့ပုံမှန်ပေါင်ဈေးတိုင်းပဲရှိနေပါသေးတယ်ဒီနေ့က25ရက်နေ့3လပိုင်း2025ခုနှစ်လက်ရှိကျွန်တော်ပြောနေတဲ့ချိန်ဟာတိုင်းစံတော်ချိန်ညနေ 9နာရီမိနစ်20ရှိနေပါပြီမြမရွှေက15ဘေးရေတကြက်သားကို65သိန်းနဲ့မှ2016ဘေးရေတကြက်သားကိုဆိုင်ကရောင်းတဲ့ဈေးက69သိန်းနဲ့မှ3000ဆိုင်ကလက်ခံတဲ့ဈေးက68သိန်းနဲ့မှ9000လက်ရှိကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းငယ်กว่าချမှုလည်းရှိနိုင်ပါတယ်ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက4400နဲ့မှ90ဆိုင်ကလက်ခံတဲ့ဈေးက4000နဲ့မှ400ယူရိုငွေဒီယူရိုကိုမြန်မာကျပ်ငွေ4000နဲ့မှ800စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက3000 300နဲ့မှ30ဆိုင်ကားလက်ခံတဲ့ဈေးက3200နဲ့မှ80တရုတ်ငွေတရွန်ကိုမြန်မာကျပ်ငွေ632ကျပ်ဩစတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2995ကျပ်ထိုင်းဘက်နဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဘက်ပေးကျပ်ယူသမားတွေကဘက်ငွေ980ကိုမြန်မာကျပ်ငွေ3သိန်းဂျပန်ဘက်ယူသမားတွေကကျပ်သိန်းကိုဘက်ငွေ965ဘက်ဂျပန်ငွေ3450ကိုဒသမ81ကိုမြန်မာကျပ်ငွေ3သိန်းမလေးငွေ100ဒသမ539ကိုမြန်မာကျပ်ငွေ3သိန်းကိုရီးယားငွေ3360ဒသမ303ကိုမြန်မာကျပ်ငွေ3သိန်းအိန္ဒိယငွေ1920 16.41ကိုမြန်မာကျပ်ငွေတသိန်းလက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာတွေသားလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်သလိုဈေးနှုန်းနှဲငယ်กว่าချမှုလည်းရှိနိုင်ပါတယ်မိမိတို့နဲ့ငွေလွှဲတော့မယ်ငွေလဲလဲလုတ်တော့မယ်ဆိုရင်ဝန်ဆောင်ကပေးတဲ့သူရှိကိုအရင်ဖုံးဆက်ပြီးမှငွေလဲလဲလုတ်ကြပါလို့ကျွန်တော်ကတော့ကြံပြုချင်ပါတယ်။လက်ရှိမှာတော့မြန်မာရွှေဈေးတွေက380နီးပါးကိုကတ်နေပါပြီ။ကမ္ဘာရွှေဈေးကတော့ညနေမှာအတက်ဈေးကိုပြနေတာဖြစ်ပါတယ်။မြန်မာရွှေဈေးငွေဈေးတွေကိုအများအားတင်ပေးပါတယ်။မြန်မာရွှေဈေးငွေဈေးတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ် like လုပ်ထားနိုင်ပါတယ်။အားလုံးပဲမင်္ဂလာပါ။